ကလောခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ငွေများပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်သည့်ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ငွေများပေးအပ်ပွဲခန္ဓာကိုဇွန်လ3ရက်နေ့နဲ့9ရက်ကြီးက အဆိုပါယုံအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါရယ်ရေးဦးစွာကလောခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်ကပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ဆက်လျင်း၍အမှားစကားပြောကြားခဲ့ပြီးကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများမှတက်ကတူတက်ရောက်နေသည့်ဝန်ထမ်းဆက်တဦးအတွက်တဦးလျင်ငွေကျပ်သသိန်းနှုန်းဖြင့်၎င်းဝန်ထမ်းသားသမီးများဖြစ်သည့်မူလာတန်းမူဂျူ KG တန်းမှចောင်းသားចောင်းသူ10ဦးအတွက်တဦးလျင်ငွေကျပ်9000နှုန်းဖြင့်၎င်းစုစုပေါင်း22ဦးအတွက်ငွေကျပ်16သိန်းနှင့်တဦးလျင်ကျပ်1000ခွဲတန်ဖိုးရှိစာအုပ်နရာစဉ်နှင့်ကျပ်9000ကျပ်တန်ဖိုးရှိចောင်းသုံးကျော်ဘိုးဤတစ်လုံးစုစုပေါင်း22ဦးအတွက်ចောင်းသုံးပစ္စည်းများထောက်ပံ့ငွေကျပ်16သိန်း8000အားခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ခမညာ